ဟယ်လိုအားလုံးမင်္ဂလာပါဖိုးဖိုးမန်းချန်ကနေယူဆိုပါတယ်ဒီနေ့ညမှာတော့ကျွန်တော်တို့ကပွဲကောင်းတပွဲဖြစ် New Castle နဲ့စပါးတို့ကျွန်တော်တို့ရှင်ပြိုင်ကစားပါမယ်အဲစကားမဆက်ကျွန်တော်ဒီညလည်းဝေကျွန်တော်နေပါလေလုတ်ချင်လုတ်မယ်ဗျာဒီလေကျွန်တော်တို့ဖိုးဖိုးမန်းချန်မှာဝေကျွန်တော်မလုတ်ရတာကြာပြီတည်ရနော်ပွဲတွေကတော့ကျွန်တော်အာဆင်နယ်ဘရိုက်တန်ရှိတယ်ဗျာနော်လီဗာပူးပဲလေးရှိတယ်ဗျာလက်ရှိ New Castle စပါရှိတယ်ဗောနော်ချဲစီဝူဘာဟန်တန်ကတော့တိတ်ပြီးကြည့်ဖို့မလိုတော့ဘူးဗောနော်အဲ့လောက်လည်းပွဲကမကောင်းဘူးဗျာတည်လာနော်ဘယ်သင်းနိုင်နိုင်ဗျာနော်ဆိုတော့ဘယ်ပွဲလို့အောင်လဲကျွန်တော်နည်းစဉ်းစားလိုက်ဦးဗောနော်တော်တော်ကျွန်တော်ဒီမှာဟွာကြည့်လို့ရတယ်ဟိုဒီမှာသူတို့ EFN Cup ဒီပါတွေပါပါတယ်ဟိုမိုနိုမက်စ်ကဆိုတော့ဝက်ချလောင်းတော့မလိုရတာကြာပြီဆိုတော့ဒီနော်ဒါမြဲလို့လာမဲ့ mid week မှာဆိုလို့ရှိရင် Champions League ဒီပါတွေလည်းရှိတော့အဲ့ဒါတော့ကျွန်တော်တွေးရအောင်ပါပြောထားပါကျွန်တော်ဒီပွဲညီကတို့ဘယ်လိုရတဲ့ထွက်ပေါ်လာမယ်ထင်ကြတယ်ဆိုတော့ Aston Villa ဆိုတော့ဗျာလေဒီ Spurs က ကျွန်တော်အနေနဲ့ဒီ new castle ကွင်းမှာကျွန်တော်သွားကစားရမယ်ပေါ့နော်။အပြီးခဲ့တဲ့ကျွန်တော်အနေနဲ့အဆင့်ကိုပြန်ကြည့်ရင်စပါဟာ Doncaster ကို3ဂိုးကိုမရှိဆိုတဲ့ကြားထဲနဲ့အနိုင်ယူရင်းနဲ့ဒီ Strota ဆင်ကိုတက်လာပြီးတော့ new castle ရဲ့ဘက်ကတော့ဒါ၄ဂိုးတကူဆိုတဲ့ကြားထဲနဲ့ Brentford City ကိုပေါ့နော်။အပါဆိုတော့ Brentford City ကိုကျွန်တော်ကအနိုင်ရတယ်။အဲ့ဒီတော့ကျွန်တော်အနေနဲ့နှစ်သင်းစလုံးကတော့သူတို့ကြော်ဖြတ်ခဲ့ရတဲ့အသင်းလေးတွေကသူတို့အတွက်ဘာမှမဟုတ်ခဲ့ဘူး။ဒါပေမဲ့လို့ပေါ့နော်လက်ရှိ Premier League အနေထားတွေကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းနေတယ်။ဘာလို့လဲဆိုတော့ဒီနှစ်သင်းကြားထဲမှာ ွာဟမှုကတော်တော်ကြီးပါတယ်ပရီးမီးယားလေးမှာเนาะကွာဟမှုကကျွန်တော်တော်တော်ကြီးပါတယ်စပါးကလက်ရှိအဆင့်၃မှာရှိနေပြီးတော့ပရီးမီးယားလေး၉ပွဲမှာ၅ပွဲတိအနိုင်ရထားတဲ့အသင်းမှာနှစ်ပွဲတိကျနေနှစ်ပွဲရှုံးနေထားတယ်တိုက်စစ်ကကျွန်တော်နေ၁၈ဂိုးရီရထားပြီးတော့အဆင့်၁မှာဥဆောင်နေပါတယ်ဆိုတော့အာဆင်နယ်ထက်တော်မှာတကူပူသွင်းထားပါတယ်ခန်းစစ်ကကျွန်တော်၇ဂိုးပေးထားရတယ်ဒါကျွန်တော်အနေနဲ့ကတော့ဘာလို့နောက်ပိုင်းမှာတချို့ရှုံးပွဲတွေဂျုံနာတိတန်ကြောင့်စပါးရဲ့တူးတက်မှုတွေဟာ လုံးဝကိုအများကြီးအချီနီကောင်းတစ်ခုမှရှိရလို့ကျွန်တော်ယူဆတယ်။ဒါပေမဲ့သူတို့လက်ရှိရှင်မန်ကစားမဲ့နျူကာဆင်နဲ့ကျွန်တော်ပေါ့နော်။ဟိုကွာဟမှုတွေကကျွန်တော်ရှိနေပါဘာလို့လဲဆိုတော့နျူကာဆယ်လက်ရှိအဆင့်ဆက်နှစ်မှာပါ။အဲကိုးပွဲကစားပြီးတဲ့အချိန်မှာသူတို့၃ပွဲပဲအနိုင်ရပါသေးတယ်။၃ပွဲတည်း၃ပွဲရှုံးရတာပြီးတော့တိုက်စစ်ကကိုကိုခန်းစစ်က၈ကိုပြန်ပေးထားရတယ်။ဆိုတော့ဒီနှစ်သင်းကြားထဲမှာကွာဟမှုကတော်တော်ကြီးပါတယ်ကွာဟမှုက။အဲဒါပေမဲ့လည်းလို့ပေါ့နော်။တခုပြဿနာရှိတာကဘာလဲဆိုတော့နျူကာဆယ်ကွင်းမှာ ဒါအပြင်ဒီပြိုင်ပွဲကဟိုချန်ပီယံစလိတ်ကန်ရတဲ့နှစ်သင်းစလုံးအတွက်ပေါ့နော်ဘယ်လိုပြောရမလဲကျွန်တော်ဒီတိတ်ပြီးတော့ဘာမှမဟုတ်တဲ့ပွဲမျိုးလို့ကျွန်တော်ပြောလို့ရတယ်ဗျာဒီလားအဲ့ဒီတော့နှစ်သင်းစလုံးကအပြောင်းလဲတွေအများကြီးနေကစားလာမဲ့အခြေအနေမျိုးမှာဟိုလူစင်းရင်ပို့ပြီးတော့အဆင်ပြေတဲ့အတင်းကကျွန်တော်ညအဆင်ဟိုအခြေအနေကောင်းသွားနိုင်တယ်နောက်တစ်ခုရှိတာကဘာလဲဆိုတော့ဒီ weekend မှာလဲပေါ့နော်ဒီ weekend မှာလည်းဒီကလပ်တင်းနှစ်ခုစလုံးကပြီးများလေးကစားရမယ်ပြီးရင် Champions League တွေလည်းနောက်တစ်ပတ် ဟို midweek မှာကစားဖို့ရှိတယ်။နှစ်သင်းစလုံးအတွက်ပွဲတွေကဆက်နေတာ။အဲ့တော့ဒီနှစ်ပွဲစလုံးဒီနှစ်ဒီပွဲမှာနှစ်သင်းစလုံးကလူစင်းတွေကအပြောင်းအလဲလုပ်လာမှာပဲ။တခုရှိတာကဘာလဲဆိုတော့စပါးဟာ injury ပြဿနာတွေကြုံနေရပါတယ်။ရန်ယာကင်းနဲ့စီနီယာကစားမှာ15ရာလောက်ပဲရှိတော့တဲ့အခြေအနေမျိုးမှာကျွန်တော်နေနဲ့ Champions League လေးကစားရမယ်။နောက်တော့ပဲเนาะဟိုအလေကြရင်ဒီ weekend မှာလေ Premier League ကစားရမယ်။အခုလည်း ကာရာဘောင်းကစားမယ်ဆိုတဲ့အခြေအနေမျိုးစီနီယာပလေယာ15ရောက်လောက်တော့ပဲရှိတဲ့အခြေအနေမျိုးကသောမတ်ဖရန်တွေတော်တော်ကိုခေါင်းရှုပ်စေရပါเนาะအာကီဂရီလာကျွန်တော်အနေနဲ့ပေါ့နော်ချက်ပြီးတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီဒဏ်ရာပြဿနာကြုံသွားတယ်ဆိုတော့15ရောက်လောက်ပဲကျွန်တော်ကျန်တော့တာစပါးကဒါဟာတော်တော်လေးကိုစိတ်ပြည့်စရာအနီထားပါသောမတ်ဖရန်အနေနဲ့ဒီအသင်းကိုအမှန်ကန်အပြောင်းလဲလုပ်ပေးထားတဲ့အချိန်တကယ်တူးတက်မှုတွေအများကြီးတွေ့နေရတဲ့အခြေအနေမျိုးမှာလူစင်းင်းတွေကတော်တော်လေးကိုစိတ်ပြည့်စရာဖြစ်နေတယ်။ဒိုင်ဆင်မှာလည်းဆိုလန်ကီရဲ့အခြေအနေကိုနီးပြ ဖရန်ကသဘောလုံးဝမကျဘူးဖြစ်နေတယ်။ရီရှာလီဆန်ကလည်း consistent ဖြစ်တဲ့ performance တွေမပြနိုင်တော့မက်ဒီစ်တေတို့ကိုတိုက်စစ်မှာထားသုံးရတဲ့အခါမျိုးတွေပါတွေ့နေရတယ်။ညာချမ်းမှာကူရုစ်တယောက်တည်းကပဲအရန်ချီနီကောင်းနေတယ်။ကွင်းလယ်မှာဆိုလို့ရှိရင်တကယ်ကောင်းတဲ့ exam တချို့ရှိပြီမဲ့လေလို့ပေါ့နော်သူတို့တွေကအရင်လိုကွင်းလယ်ကိုအာမကူတော့ပဲနဲ့တောင်မန်တောင်မန်ဒီ switching play ကစားပြီးတော့တောင်မန်ကစားမရရဲ့ 1v1 situation တွေကိုအားကိုးနေတဲ့အချိန်မျိုးမှာ ဘယ်လိုပြောမလဲဒီစပားကအဆင်ပြေလာတာလေးတချို့ရှိတယ်တိုးတိုးလေးပဲလူစရင်အရပေါ့နော်အဲ့လောက်ကြီးဒီအများကြီးအခြေအနေမကောင်းတော့တာကညပြ friend တွေပြဿနာတွေတက်လာနေတဲ့အခြေအနေမျိုးပါခံစစ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပေါ့နော်အားနေချက်တချို့တွေကျွန်တော်ရှိနေတုံးပဲဘန်ဒီဘန်ကတော့ပြီးခဲ့တဲ့ပွဲကလည်းသူကခေါင်းတိုက်ကို2ကိုနဲ့တောင်းကန်ဘောကနေ6ဒီပါတွေယူပေးထားတဲ့တယ်မှာပါတယ်ဆိုတော့သူကတော့တော်လေးဟုတ်နေတာပေါ့နော်ကိုသမားဗီကာရီယိုကလည်းတပွဲကောင်းတပွဲမကောင်းလို့မျိုးကိုကျွန်တော်ဖြစ်နေတာဒါပြဿနာတော်တော်ကြီးပါတယ်အဲ့တော့စပါးအနေနဲ့ဒီပွဲက လူစင်းမလုံလောက်တာလာမယ့်ပွဲချက်ဒီကစားဖို့ရှိတာတွေကအပြောင်းလဲတွေဘာတွေမဖြစ်မနေလုပ်ရတာတွေကိုတော့ရှိပြီးတော့ဒါတိုင်ဘက်သွားနိုင်တဲ့အခြေအနေမျိုးလည်းကျွန်တော်ဖြစ်ကောင်းဖြစ်နေတယ်ညူကာဆယ်ရဲ့ဘက်ကတော့ယာဒီစတဲ့အခါတုန်းကတော်တော်ကိုစူးစူးဝါးဝါးပါကာဆယ်ကသူတို့အနေနဲ့ကစားပုံတစ်ခုရှိတယ်ဆိုပေမဲ့လည်းရလက်တီတော့ပုံမဖော်နိုင်ဘူးဖြစ်နေတာပေါ့နော်ဒါအပြင်ကျွန်တော် ကွင်းလေကိုကျွန်တော်ကြည့်မယ်ဆိုချင်တကယ်ကောင်းတဲ့ကစားမားတွေကျွန်တော်ရှိနေတယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းအီလန်ကာတို့လိုဝယ်ထားပါတယ်ဆိုတဲ့ကစားမားတွေတော့မှပုံမှန်ပွဲထုတ်ခွင့်မရတော့ဘူးဗျာဂေါ်ဒန်တို့ဘာလို့ကတော့ကောင်းနေတယ်နစ်ကရောတာမာတာကလည်းဂိုးတွေကျွန်တော်သွင်းနေတယ်ဆိုတော့ပြန်ကြည့်ရင်နျူကာဆယ်ကဖြည်းဖြည်းချင်းနဲ့တော့ပြန်အဆင်ပြေလာပြီဆိုတော့အဲ့လိုမျိုးဖြည်းဖြည်းချင်းပြန်အဆင်ပြေလာတဲ့အချိန်သူတို့အိမ်ဝင်လေကစားမယ့်အချိန်မျိုးမှာစပါးနဲ့တွေ့တယ်စပါးကလူစင်းမစုံတဲ့အချိန်မျိုးမှာကာဆယ်အတွက်အနိုင်ယူဖို့ကအခွင့်အရေးကောင်းပါဒါပေမဲ့လို့ပေါ့နော် ကျွန်တော်ကတော့ဒါ physical အရန်ကိုကျွန်တော်အနေနဲ့ရှင်ပြန်ကြမယ်နှစ်သင်းမှာဘယ်သင်းအချင်းကြီးကောင်းလာမယ်ထင်ကြတယ်ကျွန်တော်ကတော့အင်ရှင်ဘက်ကအာသာချက်တွေအများကြီးရှိတယ်လို့ထင်တယ်ဆိုတော့လူစင်းလုံလုံလောက်လောက်မရှိတဲ့စပါးအနေနဲ့ထပ်ပြီးတော့တိုင်ဘက်သွားအောင်ပဲပွင့်မြူမြန်ဖြစ်မလားပေါ့ဒီကလို့ဘယ်လိုမြင်ကြလဲအဆုနေကြပါအောင်အားလုံးကိုချစ်သမားကြီးဒီမှာလေး